အဲဒီနေ့ဖြစ်တဲ့ပြဿနာကြာဘလို့စပြည်လဲလို့24ရက်နေ့အင်္ဂလိပ်လို24ရက်နေ့ကျွန်တော်တို့ hotpot သွားစားတဲ့နေ့ညနေမှာကျွန်တော်တို့က hotpot သွားစားဖို့အတွက်အင်ကြီးလေးလဲပြီးပါဘူးเนาะအပြင်ဝင်စားရဲ့လဲပြီးပြီအဲဆိုင်လေးပိတ်သွားပြီဆိုင်ပစ္စည်းလေးအကုန်လုံးတင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တိတော့ကိုထောင်ပြီးတော့ရိုက်လိုက်တာရက်ရက်ရက်တဲ့အချိန်မှာပုပ္ပိကနေရှိမှသူကလိုက်ကာကားတော့မှဘေးမှာဝန်ထမ်းကောင်မလေးကြားလို့ရှိရင်เนาะသူ့ကိုသူ့ကိုလဲကျွန်တော်သူ့လဲတီးတယ်ပုပ္ပိမကနဲ့ နော်ကမယ်ဆိုရင်အဟိုဖေဖေမီတို့ကပြောလိမ့်မယ်ဗောနော်အတူတူကလို့မရဘူးဆိုတော့ကမှာပဲကမှာပဲဗျာပြည်မိမိကကမှာပဲသူကလိုက်ကာကပြီးအတင်းနေအတင်းနေပြောလို့မရဘူးဆိုတော့လိုက်ကာကလိုက်ကာကျွန်တော်ရှိမှကနေကကလိုက်ချင်မှသူကလိုက်ပြီးအလိုလေလိုက်စတာဗောနော်စားလဲစားတော့ကျွန်တော်ကလည်းအဲ့ဒီမှာဩဘာမှမဖြစ်တော့ပါဘူးပေါ့ကျွန်တော်အကောင့်မှာဒီတိုင်းပဲတင်လိုက်တာကွာဒီတိုင်းပဲတင်လိုက်တာတင်လဲတင်ရောပေါ့အဲဖွေးစင်လေးကအဲလိုက်ချုပ်နေရဆိုလိုက်ချုပ်နေတော့ဖွေးစင်လေးတွေကိုကျွန်တော်အဲ့လိုလေးကပ်ပရှင်လေးရေးပြီးတော့တင်လဲတင်ပြီးတော့ နောက်နေ့မနေ့25ရက်နေ့မနေ့ကြတော့အမက်ပိုးကနေပြီးတော့လာပြောတာအပိတ်မစင်ကြမှာအဲဟွာပေါ့အဲဝန်ထမ်းကြီးပေါ့နော်ဒီဟွာတွေမတင်နဲ့ပေါ့အဲဟွာတွေနဲ့ပါတော့အဲဆိုင်ရကလေးတွေနဲ့ကလေးတွေနဲ့ဝန်ထမ်းတွေနဲ့ personal account မှာတင်ခွင့်မရှိဘူးတင်လို့မရဘူးပေါ့အဲအဲ့လိုပြောပြောပြောကျွန်တော်ကနေပြီးတော့အဲ့ဒီမှာမမထီလေးရှိတယ်တိုင်းတာဝန်ခံမမထီရဲ့အဲရှိတယ်ရှိတယ်ကျွန်တော်ကအော်ကျွန်တော် ကလေးကဇွလိုက်ကာပါเนาะဇွလိုက်ကာတော့ကျွန်တော်ကအဲ့လိုတင်လိုက်တာကိုကျွန်တော်ပြောခံရတယ်ပေါ့เนาะကလေးကြီးချောင်းပါညာပေါ့ကျွန်တော်ကအဲ့လိုမျိုးကစိတ်ညစ်တာပေါ့စိတ်ညစ်တယ်ဘာမှမဟုတ်ဘူးသူစိတ်ပြတ်တယ်ပေါ့ဗာညာအဲ့လိုပြောတာပြောလဲပြောပေါ့အဲ့စကားပြီးသွားရင်အဲ့နေမှာအဲ့နေမှာဘာမှမဖြစ်ဘူးပြီးသွားပြီဒီနေ့မနက်မှာဖြစ်တာဒီနေ့မနက်မှာစဖြစ်တာဒီနေ့မနက်မှာဘယ်လိုဖြစ်ပြီလဲဆိုတော့ ဖြစ်တဲ့ပြဿနာကမနေ့မနေ့ကလေးပြီးသွားမနေ့ကမနေ့ကလေးပြီးသွားတယ်။ပြီးသွားရအောင်ဒီနေ့မနေ့မှာဆိုင်ရဝင်တဲ့ကောင်လေးတွေနဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတော့အဲ့လိုမျိုးအဲကောင်မလေးကောင်လေးကနေကောင်မလေးကိုအဲ့လိုဆဲလိုက်လို့ဆဲလဲဆဲရောကောင်မလေးကနေအဲ့လိုမျိုးသူ့သူ့အမေကိုအဲ့လိုဆဲတဲ့အတွက်ပြဿနာကိုဖြေရှင်းပေးခိုင်းတာအဲ့ဒါနဲ့မမထေတို့ကိုထွန်းနေရလို့လည်းဖြေရှင်းလို့မရတဲ့အတွက်မပိုးကိုသွားပြောမယ်ဆိုသွားပြောတဲ့အချိန်မှာမပိုးကမစင်လာဘူးကိုထွန်းဝင်ကစင်လာစင်လာပြီးတော့မှအဲ့ကောင်မလေးကိုအနေနဲ့အလုရှုပ်တယ်နဲ့နင်းနင်းတော်တော်ဆရာရှုပ်တယ်နင်းထွက်တော်ဆိုပြီးပြောတာပြောပြောကျွန်တော်မတည့်ရရနဲ့ကျွန်တော်ပြောမယ်လို့လည်းမထင်ဘူးပါ เนาะกั่วกวนนี่อ่ะไอ้โหลเลยมัดแตยเนี่ยจ้ะไม่เอาอะไรบาผิดชินน่ะอ๋อแล้วงาตะมี้ก็บาเปียวอ่ะเราเนี่ยเออบาเปียวอ่ะเนี่ยงาตะมี้ก็ไอ้โหลเมียคลีอ่ะไล่ไปแล้วชุบเลยส่วนเปียวอ่ะบาผิดเลยอ๋อเนี่ยอ๋อจนว่า ဟုတ်တယ်လို့ကျွန်တော်အဲ့နေတင်တာပေါ့နော်။ तू ကလိုက်ပြီးတော့စွတ်တီးရှိရနေလိုက်ကတာပေါ့။ကျွန်တော်ကမကနေလို့ပြောရဲအဲ့နေပဲ။မကနေလို့ပြောတာက तू ကလိုက်ကတဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲတင်လိုက်တာပေါ့။ဘာမှဖြစ်လိမ့်မယ်မထင်တာဘူး။ကျွန်တော်အကောင်ကလည်းပုံမှန်အကောင်ပါပဲ။ဘာမှအလို့သူ့ကိုလိုက်ရခြင်းလို့လည်းအတန်းရှင်းစာခြင်းလို့လည်းမဟုတ်ဘူး။ဒီတိုင်းလေးပဲတင်လိုက်တာ။တင်လိုက်တာကမှ तू ကအဲ့လိုမျိုးလာပြောတာ။လာပြောရင်လည်းကျွန်တော်လည်းအဲ့လိုပြဿနာဖြစ်ပြီးကျွန်တော်ကိုထိုးတာပေါ့နော်။ ျွန်တော် AEC လေးပဲပြောလုံးဝဟိုဒေါသမန်နေဟိုဘာဖြစ်လဲတခုမှမပေါ AEC လေးပဲကျွန်တော်ရှင်းပြအဲ့ဒါကမှသူကကျွန်တော်ကိုအဲအလုရှင်တယောက်ကအလုရှင်တယောက်ကိုအလုသမားတယောက်ကအလုပြန်ပြောကြလာလို့ကျွန်တော်ကိုထိုးတာပါနော် CCTV record လဲ CCTV record လဲသူတို့ဆိုင်မှာရှိမှာပါနော်ရှိမှာပါအဲ့တော့အပြည့်အစုံကိုဖြည့်ရှင်းပြပါနော် အဲဒီမနေ့ပြဿနာအစားဒီလိုပါနော်အရင်ဆုံးအဲ့ဒီမင်းကလေးနဲ့ခုနကကျွန်တော်နဲ့အတူတူအလုပ်ထုတ်ခံရတဲ့ကမာလီနဲ့ပေါ့နော်ကမာလီနဲ့ကျွန်တော်တို့အလုပ်ကကောင်လေးတယောက်နဲ့နှစ်ယောက်သူကမနေ့အစော်ကြီးစိုင်းခင်းနေရင်ရန်ဖြစ်ကြပါပေါ့နော်ရန်ဖြစ်ကြတာရန်ဟိုတက်တက်လေးအဲ့လို စကားများအခြေတင်ပြောကြတာဗောနော်ပြောရင်းပြောရင်းနဲ့နေပါဖြစ်တယ်ညာဖြစ်တယ်ပြောရင်းပြောရင်းနဲ့ကောင်မလေးကနေပြီးကောင်လေးကိုအချောက်လို့ဆိုတာအချောက်လို့ဆဲလိုက်တာဆဲလိုက်တဲ့ဟာကိုအဲ့ကောင်လေးကနေပြီးတော့အဲ့ကောင်မောင်ပြန်အဲ့ကောင်မလေးကိုပြန်ပြောလိုက်တာဗောနော်ဟိုဟာချောက်တော့လည်းနင်းမေနင်းမေကိုတက်လို့နေလို့လာတယ်သူကပြောတာသူ့အမေကိုအဲ့လိုနင်းမေကိုလည်းငါတက်လို့နေလို့လာတယ်အဲ့လိုပြောလိုက်တာပြောလိုက်ပြောသူကနေပြီးတော့အဲ့သူ့ကိုအဲ့လိုသူ့အမေနဲ့ကင်ဆဲပါတယ်ဗောနော်သူ့အမေနဲ့ကင်ဆဲပါတယ်လို့ပြောတော့ သူကနေပြည်ရှင်းခိုင်းတာဟိုဟာမန်နေဂျာမန်နေဂျာအကိုရဲပြီးတော့ကျွန်တော်သူတို့စိုင်းတာဝန်ကမမထီးရဲကိုပြောတယ်ဗောနော်သူကအဲ့လိုသမီးကိုအဲ့လိုဖျက်ပြောတယ်ဗောနော်သမီးကိုသမီးအမေကိုအဲ့လိုသမီးမျိုးကလိုတက်မဲ့ဗာဖြစ်နေကြဖြစ်နေအဲ့လိုမျိုးပြောရတဲ့သမီးဖြည့်ရှင်းခြင်းတယ်သူသမီးကိုတောင်းပန်ခိုင်းဗောနော်အဲ့လိုပြောတာပြောလို့ပြောအာနဲ့အဲ့ဟိုဟာနေပြီးတော့မန်နေဂျာကိုကြီးနဲ့အဲမမထင်းနေရနေပြီးတော့ပြောတာအဲ့လိုအတူတူပဲပေါ့နော်နင်တို့ကအတူတူပဲတန်းတူတူအဲ့လိုရန်ဖြစ်ကြအတူတူပဲငါတို့မဖြည့်ရှင်းတတ်ဘူးအဲ့လိုမျိုးပြောတာအားနဲ့ အဟွာမပိုးတို့ကိုသူကသွားပြောမယ်လို့ပြောတာမပိုးကိုသွားပြောလိုက်အောင်မယ်မပိုးကြီးဖြည့်ရှင်းခိုင်းမယ်လို့ပြောပြီးအပေါ်တက်သွားတာအပေါ်တက်သွားပြီးတော့ခဏလေးတော့ကြာအကိုကဆင်းလာအကိုအကိုတနှုံးကြီးကဆင်းလာဆင်းနေဆင်းလာပြီးတော့အဲရှူးရှူးကိုပြောတာခုနတရက်ပေါ့နော်ဟွာနင်းမဲ့ဆိုင်မှာပြဿနာနေနင်းမဲ့ဖြစ်တာနင်းမဲ့ခဏခဏပြဿနာဖြစ်နေရတယ်နင်းထွက်တယ်နင်းနင်းကိုမြင်ချင်ဝင်နင်းထွက်လိုက်တော့တယ်အဲ့လိုပြောတာအဲ့လိုပြောပြောအဲ့နင်းလည်းမထွက်သေးဘူးလားထွက်တော့ဆိုပြီးသူ့ကိုမောင်းထုတ်တာ တ်တော်ဆိုပြီးပြောတာပြောလို့ပြောပြီးတော့သူ့ကိုပြောပြီးကျွန်တော်စီကိုရောက်လာကျွန်တော်စီကိုရောက်လာကျွန်တော်ကျွန်တော်ကိုမတိတ်စီရက်နေရက်နေလေးရက်ရက်နေပြီးတော့ဟောလေမင်းကလည်းဘာဖြစ်ဘာဖြစ်မင်းကလည်းငါသမီးကိုလည်းဘာပြောရလဲမင်းကလည်းအဲ့လိုမျိုးပြောတာအဲ့ဘာလို့လဲရှုပ်တယ်လို့ပြောရလဲအဲမဟုတ်ဘူးလို့ကျွန်တော်ကအဲ့နေရာရိုက်တာ3 3သုံးပုတ်ရိုက်တာသုံးပုတ်လုံးသူကရှိမှရှုပ်နေတာပေါ့နော်ရှုပ်နေလို့မလို့ကျွန်တော်ဒီတိုင်းပဲအဲသုံးပုတ်လုံးပဲသုံးပုတ်ကတုံရှုပ်နေတော့じゃကျွန်တော်တပုတ်ကိုတင်မယ်ဆိုပြီးလှရဲ့ပုံလေးတင်လိုက်တာတင်ပြီးတော့မှနောက်နေ့ကျမှမပိုးကမြင်ပြီးတော့အဲ့လိုလာပြောတာအဲ့လိုလာပြောတော့ ကျွန်တော်ကအတင်းချတာမဟုတ်ဘူးမမထီးလည်းရှိတယ်အဲ့ဒီအချိန်မှာအမေဘိုးကလာပြောတဲ့အချိန်မှာမမထီးလည်းရှိတယ်ဟောဘာမှကိုလည်းဘာမှမဟုတ်ပဲနဲ့ပြောခံရတယ်ပေါ့နော်အဲလိုက်ရှုပ်တာကြကလေးတွေကလိုက်ရှုပ်တာသူတို့ကဟောလိုက်ပြောမကပါနဲ့မလကပါနဲ့လိုက်ပြောတာဟာသူစုတီလိုက်ကတော့အခုလိုပြောခံရတယ်ပေါ့နော်ကိုလည်းဘာမှအမှားမလုပ်ပဲနဲ့ဆိုပြီးကျွန်တော်အဲ့လိုလေးပြောလိုက်တာအဲ့လိုပြောတာကိုအကိုအကိုထုံးကဘလို့ကြားသွားလဲတော့မသိဘူးပေါ့နော်တစင်တယောက်ကပြောလိုက်လို့ရှိမှကြားသွားပြီးတော့ကျွန်တော်အဲ့လိုပြဿနာလာရှာတာပြဿနာလာရှာရင်အဲ့လိုဖြစ်ကြတာ ပြဿနာလာဆိုင်တယ်ကျွန်တော်ကသူ့ကိုအော်ရာလဲအော်ရာကြီးပြန်ပြီးတော့ဆဲတာဆိုတော့တလုံးမှမလုပ်ကျွန်တော် AC လေးပဲပြန်ပြောပြပြောပြတာကို तू ကအလုပ် မင်းတို့လောက်တမားတက်ကငါ့လိုတတိတက်ကိုပြန်ပြောစရာလားဆိုကျွန်တော်ကိုအဲထိုးမယ်လို့လောက်တာထိုးမယ်လို့တော့ကျွန်တော်နေပြောအဲကျွန်တော်ကိုမထိုးနဲ့တော့ကျွန်တော်ကကျွန်တော်ထိုးရင်တော့ကျွန်တော်မခံဘူးလို့ပြောလိုက်တာပြောပြောကျွန်တော်ကထိုးရက်ကွာဆိုကျွန်တော်ထိုးလိုက်တာဒါပေမဲ့ကျွန်တော်သူ့ကိုဘာမှပြန်မလုပ်ဘူးသူကနောက်ထပ်တစ်ချက်ကျွန်တော်ကိုထိုးမလို့ကြည့်ပြီးရဲတခြားသူကြီးကစွဲထားလို့ဟိုကျွန်တော်သူနောက်ထပ်တစ်ချက်ကျွန်တော်ကိုထိုးမှာမပြီးရင်ကျွန်တော်ကိုဟိုမှာမင်းထွက်လိုက်တော့ဘာညာလဲကျွန်တော်ငါလုံးမလာရရောမင်းဆက်ကွက်မမြင်ချင်ဘူးရောမင်းမိသားစုဘာလုံးမလာရလို့မှာအဲ့လိုမျိုးချင်းချောက်ပြီးရောအမျိုးပြောပြီးရောအဲ့လိုမျိုးဖြစ်တာပါခင်ဗျ အဲဆယ်လီဖြစ်ချင်တာနဲ့ကွက်တီလို့ပြောရဲဒီအမှန်ပိုင်ရှင်အမှနော်အမအမကျွန်တော်လိုမခံစားပါသေးနဲ့ကျွန်တော်လိုလည်းမဖြစ်ပါသေးနဲ့နော်အမကိုယ်တိုင်မခံစားပါသေးနဲ့ကျွန်တော်အခုဆယ်လီဖြစ်ချင်လို့ပေါ်ပင်ဖြစ်ချင်လို့ပြောနေရမှာမဟုတ်ဘူးနော်အလုပ်ရှင်တယောက်ကအလုပ်သမားတယောက်ကိုလက်ပါလို့မလို့မဖြစ်တဲ့အကြောင်းကိုကျွန်တော်ပြောတာနော်လက်ပါစရာအကြောင်းမရှိဘဲနဲ့လက်ပါတဲ့အတွက်ကျွန်တော်က ဲ့လိုပြောတာเนาะတချို့လူကြီးကြတော့လဲရဲသွားတိုင်းနေပါလေပြောသေးရကျွန်တော်မှဘာတက်တိမ်မှမရှိတာသူတို့ CD record ထဲမှာရှိရကျွန်တော်တို့တကယ်ထိုးခဲ့လားမထိုးခဲ့ဘူးလားကျွန်တော်တို့မောင်းထုတ်လားမောင်းမထုတ်ဘူးလားဆိုတော့ CD record ထဲမှာရှိရကျွန်တော်တို့မောင်းထုတ်လောက်တဲ့အထိမောင်းထုတ်ရလောက်တဲ့အထိကျွန်တော်တို့အပြစ်မှုတစ်ခုမှမကြိုးလွန်ရဘူးเนาะကျွန်တော်တို့ ACC ပြောလို့ရတယ်ကျွန်တော်မင်းတို့တော့အဆင်မပြေဘူးထွက်လို့ရတယ်လို့ပြောကျွန်တော်တို့လည်း ACC ထွက်သွားမှာပဲကျွန်တော်အမှလောက်ခဲ့တာ9လကျော်ရယ်เนาะ9လကျော်10လနီးနီးပဲရှိနေပြီเนาะကျွန်တော်တို့ ACC ပြောရင်ကျွန်တော်ထွက်သွားမှာပဲเนาะ အခုကဘာမှမဟုတ်ဘူးနဲ့ဇွတ်တီအတင်းကြီးအဲထွက်လိုက်တော့ငါလုံးမသားမင်းမမြင်ချင်းမင်းစောက်ခွက်မမြင်ချင်းအခုချက်ချင်းထွက်ထွက်ဆိုပြီးဇွတ်တီအဲ့လိုမျိုးပြောတာနော်ပြီးတော့ကျွန်တော်လည်းထိုးတဲ့အတွက်လုံးဝကိုကျွန်တော်လက်မခံနိုင်တာပါကျွန်တော်ရဲ့ဒီနားကိုထိုးတာပါနော်နောက်ထိုးတာပါအဲ့ကြောင့်မလို့ပါနော်ကိုကြီးလက်ရောက်စော်ကားရတော့ကျွန်တော်မကျင်နဲ့လို့ထပြောတာပါနော်ဆယ်လီဖြစ်ချင်လို့မဟုတ်ဘူးတိအောင်လို့တိအောင်လို့နော်အပေါ်ယံနေပဲကြည်ပြီးတော့လူတွေကယုံကြလို့အတွင်းထဲမှာဘလို့ဖြစ်နေလို့တော့တိအောင်လို့ပြောတာနော်လူတွေကိုအပေါ်ယံကြည်ပြီးယုံမနေနဲ့ဟောဖားပဲဖားမနေနဲ့နော် ပတ်စံရှိမှလူရဝင်တယ်ထင်မယ်ပတ်စံရှိမှပဲမှန်တယ်ထင်ပတ်စံရှိတဲ့သူတွေပဲမှန်တယ်ထင်မင်းနဲ့ပတ်စံမရှိတဲ့သူတွေလည်းအသေးနှလုံးနဲ့နော်ခံစားတတ်တဲ့နှလုံးသားနဲ့နေပါဖြည့်တွေ့ပြုံနော်ဆယ်လီဖြည့်စင်ကြတော့မှမရှိဘူးအမကိုယ်တိုင်ခံကြည့်ပါလားအမကိုယ်တိုင်ကျွန်တော်နေရာဝင်ခံကြည့်လိုက်နော်အမကိုယ်တိုင်အဲ့လိုမဖြစ်ပါစေနဲ့ဆုတောင်းလိုက်တယ်အမအဲမန်နေမှာပြောနေတဲ့သူတွေနော် ကိုအမိဘကိုဆဲခံရမှာကိုတိုင်လုံးဝဟိုတီးခိုက်မနေနိုင်ပါစေနော်ကိုမိဘကိုမလုံးမသာအဲလင်းနေထိုးမာတွေရောပြီးတော့မင်းမင်းဆက်ခွက်မမြင်ချင်ဘူးရောပြီးတော့ငါလုံးမလီးအချောက်တွေရောလီးလို့ရောနွဲ့နွဲ့နောင်းနဲ့လီးလို့ရောအဲ့လိုမျိုးပြောပြောတဲ့အချိန်မှာအခင်ဗျားတို့လုံးဝတီးခတ်နိုင်ပါစေနော်ပြီးတော့ကိုကိုကိုကြီးလက်ရောက်မျက်နှာကိုဒီလိုထိုးတဲ့ထိုးတာကိုလည်းတီးခတ်နိုင်ပါစေလုံးဝတချို့မန့်နေရနော်လုံးဝလူမဆန်လို့နော်တွေးတဲ့ပါအုံနောက်နဲ့တွေးကြည့်ပါနော်ဘသူမှကိုမခံနဲ့မပြောဘူးနော်ကိုခံလို့ကိုပြောတာ ကျွန်တော်ကိုအဟွာဒီတိုင်းမဲ့အော်ညီလေးတရင်အဆင်မပြေဘူးထွက်လိုက်တော့အဲ့လိုပြောရုံကျွန်တော်ကလက်ခံနိုင်တယ်ကျွန်တော်ကိုလုံးဝအဆင်မပြေမပြောဘူးလုံးဝသူကဝင်လာခဲ့ရလုံးဝကိုကောင်မလေးကိုလည်းစွတီမောင်းထုတ်တယ်မောင်းထုတ်ပြီးတော့မင်းထွက်လိုက်တော့ပြောပြီးကျွန်တော်ကိုလည်းလုံးဝဒေါသတိုင်းနဲ့လာပြောဆိုပြီးတော့အဲကျွန်တော်ကိုအဲ့လိုမျိုးထိုးတာနော်ကျွန်တော် ECD ပြောရဲ ECD ကျွန်တော်ပြောရင်ကျွန်တော် ECD ထွက်သွားမှာပေါ့ ECD မပြောလို့ကျွန်တော်ကိုကြီးလက်ရောက်လို့ ECD ဆိုနေလို့ကျွန်တော်ပြောတာပေါ့နော်အလကားအားရဘာမှတတ်မပြောဘူးနော်